အားလုံးပဲမင်္ဂလာပါဒီနေ့ကတရင်ကျွလတ်နေ့ဖြစ်သည့်အတွက်ကြောင့်ဥသင်တရင်ကျွလတ်ပြီးအကြောင်းကိုတရင်ကျွလတ်အကြောင်းကိုဥသင်တိတလောက်မျှဝေပေးကြပါတယ်တို့တရင်ကျွလတ်ကိုရာသီအဖြစ်တူရသည်ပေါ့အတဝတိကျင်းနဲ့လာတို့သန့်ရှင်ပြီးတော့ဖြစ်ပေါ်တဲ့လတ်ပေါ့သူစံပလတင်တင်ကြတာအဖြစ်တော့ကြာဖြူပန်းလို့တင်သားပါတယ်ဥသင်ဘဂန်ခေမှာ ရှိတဲ့ကြောက်တာတွေကိုလေ့လာမယ်ဆိုလို့ရှိရင်တရင်ကျလကိုဦးဇင်းတို့ကဘကံကိကြောက်တာမှာတန်တူလဆိုပြီးတော့တယ်ရေးသားတာကိုတွေ့ရပါတယ်ပြီးတော့မြတ်စွာဘုရားတန်တုတ်တဲ့နှစ်သားကိုကျေးဇူးသက်ပြီးတော့ပြန်ဆင်းတဲ့နေ့ကိုအပိဓမ္မာအခါတော်နေ့ဖြစ်လေဒီတရင်ကျလနေ့ကိုတင်သားပါတယ်ဘာကြောင့်လဲသူတို့ရှင်မြတ်စွာဘုရားကတရင်ကျလနေ့မှာ တာဝရဏနဲ့ပြကနေပြီးသင်တက်လာလို့နော်အရှင်သာရိပုတ္တရာမထေရမြတ်နေတဲ့တင်ကပတင်ကတဏီကုန်းကိုကြွလို့အပြီးဒီမှာအခါတော်နေတယ်ခေါ်တယ်မေတ္တာပြခွန်နဝါမြောက်မှာတိတိတွေကိုရင်ပြီးအစုံတကောပြတိရပြပြီးတော့နော်တာဝရဏကိုနှစ်လန်းသုံးဖွားနဲ့ကြွပြီးတော့ တာဝန်တန်နဲ့ပြင်မှာမေရမီနန္ဒာကိုအကြီးမှုပြုပြီးတော့တရားဒေသနာဟောပါတာအဲ့ဒါကလည်းအပိဓမ္မာတရားဟောပါအပိဓမ္မာကိုတရားဟောတဲ့အခါမှာအပိဓမ္မာကနီလန်းတုံးနည်းရှိတယ်ပေါ့အဲ့ဒီနန္ဒာကြီးကိုဟောတဲ့နန္ဒမီကြီးကိုဟောတဲ့တရားကကျတော့အလွန်ကျယ်ပြန့်လွန်အာကြီးလို့အတိဝိထာရဒေသနာနီလို့ခေါ်ပါတယ်မေတ္တာပြာကလူဖြစ်သည့်အတွက်ကြောင့်ဦးဇင်းတို့ဟိမဝန္တာတော်မှာ သွန်ကန်ကြွအနာယူတဲ့အခါမှာအရှင်သာရိပုတ္တရာမဏိမြတ်ကမေတ္တာပြကိုလာရောက်ပြုစုပါတယ်။အဲ့ဒီမှာမေတ္တာပြကနေပြီးတော့သာရိပုတ္တရာငါတာပရဏန်နဲ့ပြင်မှာဒါရီဒါရီဟောခဲ့ပြီးတော့ तू ကအကျဉ်းအပြင်ဟောတယ်ပေါ့ပြီးဒီမှာပေါ့အဲ့ဒါကိုအလွန်ကျဉ်းလွန်အားကြီးလို့အတိတင်ခေပနီးလို့ခေါ်ပါတယ်။နော်ပြီးလို့ချင်းအရှင်တာရိပုတ္တရာမဏိမြတ်ကနေပြီးတော့သူတပည့်တာရန်900ကို အလေလက်အပြင်ဟောတယ်အဲ့ဒါကိုနာတိဝိထာတာနာတိတင်ခေပမကျင်းလုံးမကျဲလုံးဒေသနာလို့ခေါ်ပါတယ်အဲ့ဒီယဟန်900ကလည်းဦးဇင်းတို့ဂေါတမဖျားရှိကကတ္တပဖျားသက်ထမှာပေါ့ယဟန်တော်တွေကအပိဓမ္မာတရားတော်ကိုယူဖတ်တဲ့အခါမှာသူတို့ကနားမလည်ပေမဲ့ဒီအတန်ဟာတရားနာပြုတ်ဖွဲကောင်းလို့သူတို့ကနာကြတာအဲ့ဒီအထုံကြောင့်သူတို့ကလူပြည်မှာ ပထမဦးဆုံးအပြီးတမတောင်းတဲ့ယန်းနေဖြစ်တာဖြစ်ပါတယ်ယန်းနာမထေမြတ်တွေပါပဲနော်အပြီးတမကခုနှစ်ကျန်းရှိပါတယ်ခုနှစ်ကျန်းရှိတယ်အဲ့ဒါကဗာလဲသူတို့ရှင်ဓမ္မတင်ကဏီကျန်းဝိပင်းကျန်းဓာတုကထာကျန်းပုဂ္ဂလပညာကျန်းကထာဝိထုကျန်းယမိုက်ကျန်းပဋ္ဌံကျန်းဆိုပြီးတော့ခုနှစ်ကျန်းအဲ့ဒါကိုရပောင်း90ဟောတယ် ပဏာဥသောဓမ္မသင်္ကန်ဒီကိုမြတ်တပြားက12ရက်ဟောပါတယ်။ဒုတိယဝိပင်းကျမ်းကိုလည်းမြတ်တပြားကလည်း12ရက်ပဲဟောပါတယ်။ဓာတုကထာကျမ်းကိုကျော်6ရက်ဟောပါတယ်။ပုဂ္ဂလပညာကိုတော့9ရက်ဟောပါတယ်။ကထာဝိထုကျမ်းကိုတော့10ရက်ဟောပါတယ်။ယမိုက်ကိုတော့ရက်ပေါင်း20ဟောပါတယ်။ပဋ္ဌာန်းကိုတော့ရက်ပေါင်းအစိတ်ဟောပါတယ်။အလုံးပေါင်းရက်60 3လပေါ့။နော်။အဲ့ဒီအဘိဓမ္မာက မြတ်စွာဘုရားဖျားဖြစ်တော်မူပြီးပေါ့ခုနှစ်ရက်ခုနှစ်ဒီတတဟာသင်မင်းတဲ့အခါမှာလေးခုမြောက်ဖြစ်တဲ့ဝေဒနာကရမှာမြတ်စွာဘုရားကအပိဓမ္မာခုနှစ်ချက်ကိုသင်ကျင်းတယ်အဲ့ဒီမှာဓမ္မတင်ကနီဝေဘင်းဓာတုကထာပုဂ္ဂလပညာကထာဝိထုယမယံကိုသင်ကျင်းတဲ့အခါမှာမြတ်စွာဘုရားကကြောင်းကြည့်တော့မကွန့်မြူပါဘူးပဋ္ဌာန်းချက်ကိုသင်ကျင်းတော့မြတ်စွာဘုရားကအရန်ပိတိတွေဖြည့်ပြီးတော့ဒီညာတော်နဲ့ပဋ္ဌာန်းနဲ့အန်ကိုက်ဖြစ်တာကြီးတော့မှာ ပီတိတွေဖြစ်ပြီးတော့နီလပီတလောဟိတာဩဒါတပပတရမေဒေဒရာဆိုပြီးတော့ကျောင်းကြီးတို့6တွေကွန်မြူလာတာကို တွေ့ရပါတယ်။အဲ့ဒါပဋ္ဌာန်းကျမ်းရဲ့အစွမ်းတက်တိပါပဲ။အပိဓမ္မာရဲ့အစွမ်းတက်တိပါပဲ။မြတ်စွာဘုရားမေတ္တာမြတ်တာကိုကျေးဇူးသက်ပြီးတော့အရှင်သာရိပုတ္တရာမေတ္တာရှိတဲ့တင်ကတ္တဏီကုန်းကိုကြွရတဲ့အခါမှာတောင်းတန်း၃ခုနဲ့ကြွရတယ်။အလဲမှာဗြဟ္မညာ အဲ့ဒီအဲ့ဆန်တော့ငါမျက်စက်ပြောတာကြွတယ်ဘေးနားမှာကတော့တရားမင်းဥသိတဲ့နှစ်တွေကထီမိုးပေးတယ်ပေါ့ပြီးရင်တစ်ဖက်ကလည်းမြန်မာမင်းတွေကထီမိုးပေးတယ်ပေါ့နော်ပြီးတော့အဲ့ဒီနေ့ကိုအဲ့ဒီမျက်စက်ပြသင်းတဲ့နေ့ကိုဖျားစုပန်တော်နေ့လိုတက်မှတ်တယ်ဘာကြောင့်လဲဆိုလို့ရှင်အဲ့ဒီမှာမျက်စက်ပြရဲ့တကူအပင်ရှင်တွေနှစ်ရည်ပူတော်ဘုံနဲ့မြင်ပြီးတော့ အောက်ကလူတွေကဖျားမဖြစ်ချင်တဲ့လူမရှိဘူးအဲ့ဒါကြောင့်အဲ့ဒီနေ့မှာလူလူသားတွေကဖျားစုပန်ကြတယ်အဲ့ဒါကိုဖျားစုပန်တော်နေလို့လည်းခေါ်ပါတယ်ပြီးတော့ဦးဇင်းတို့ရန်တွေတဲ့ပေါ်ရန်နာနေပေါ်လေပေါ်တနာနေပေါ်အဲ့ဒီမှာရန်တော်တွေကဝါရင်တော်လပတ်လုံးလောက်ခဲ့တဲ့အပြစ်တွေကိုအချင်းချင်းပြန်ကြားတဲ့နေ့ကို ခေါ်တာဖြစ်ပါတယ်တန်ကန်ဘန်းဒီပါဝါရမီဒိဋ္ဌိနာဝါတုတိနာဝါပရိသင်္ကာယဝါ ဝဒန္တုမအယတမန်တော်အနုကမ္ပံဥပဒါယပတ္တန်တော်ပရိကယုတမိတဲ့အရှင်ပြားတို့တဲ့တန်ခါတော်စီတပိတော်တီတပိတော်အမြင်ချင်းဖြင့်တော်လကောကြားချင်းဖြင့်တော်လကောယုံမချင်းဖြင့်တော်လကောနော်တပိတော်ကို ပြောဆိုသုံးမဖို့အသင်္တနာခြင်းကိုအကြောင်းပြုတပိတော်သုံးမတော်မူပါတပိတော်ဒီရှုပြီးတော့ပြန်လဲကုစားပါမိသူဖိမှန်တဲ့နေ့ကိုခေါ်တာဖြစ်ပါတယ်နော်ဒါဥဒင်း တည်တလောက်တရင်ရလအကြောင်းလေးကိုမျှဝေပေးလိုက်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်